ပါတယ်။နံပါတ်1အဲလိဇဘတ်ဟုံးအဲလိဇဘတ်ဟုံးကတစ်ချိန်တုန်းကတော့အသက်ငယ်ဆုံးနဲ့အအောင်မြင်ဆုံးအမျိုးသမီးဘီလီယံနာလို့ခေါ်ဆိုခြင်းခံခဲ့ရပါတယ်။သူမဟာ Terran Rose လို့ခေါ်တဲ့ company ကိုတည်ထောင်ခဲ့ပြီးတော့တွေးဆစ်စေးတဲ့ဆက်တမျိုးကိုတည်ထွင်ခဲ့ပါတယ်။အဲလိဇဘတ်ရဲ့အဆိုအရတော့အဲဒီဆက်ဟာတွေးဆက်တဲ့ဆက်ကိုစစ်ဆေးလိုက်တာနဲ့ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတော်တော်များများကိုလုံးဆောင်နိုင်တယ်လို့ပြောဆိုခဲ့ပေမဲ့သူမရဲ့ဆက်ကတော့အမှန်တကယ်လုံးမလုပ်ခဲ့ပါဘူး။ဒါပေမဲ့သူမဟာယင်းနှမြုံနယ်သူတွေကိုအယုံတွင်းဖို့အတွက် အခြားသွေးစစ်ဆေးတဲ့ဆက်တွေကိုလေးဝက်စာအသုံးပြုပြီးသွေးစစ်ဆေးမှုအားလုံးကိုသူမရဲ့ဆက်တစ်ခုထဲနဲ့လုံဆောင်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။အားရရမကားသေးပဲသူမဟာရင်းနှီးမြှုပ်နှံမဲ့သူတွေကိုနာမည်ကြီးစူဝါကုမ္ပဏီတွေကသူမရဲ့ဆက်ကိုအပြည့်အဝထောက်ခံကြောင်းအတူပြုလုပ်ထားတဲ့အချက်အလက်တွေနဲ့လူတွေကိုယူလုခဲ့ပါသေးတယ်။ဒါပေမဲ့သူမရဲ့တွေးစစ်ဆေးဆက်အတူကနေထွက်လာတဲ့အချက်အလက်တွေကြောင်းလူနာတွေကိုအနေဖြစ်စေနိုင်ကြောင်းအမေရိကန်စားတောက်နဲ့စေဝါစီမံခန့်ခွဲမှုကနေထုတ်ပြန်လာခဲ့ပါတယ် အဲ့ဒီလိုနဲ့နောက်ဆုံးမှာတော့သူမရဲ့လိန်လယ်မှုတွေဟာဘူးပေါ်သလိုပေါ်လာခဲ့ပြီး2022ခုနှစ်မှာယင်းနှိမ့်မြုံနံသူတွေကိုလိန်လယ်မှုအတွက်ထောင်တန်း17နှစ်နဲ့3လကိုကြာခံခဲ့ရပါတယ်။လက်ရှိမှာတော့တက်ဆက်ပြည်နယ်မှာရှိတဲ့ Federal ကျင်းတော်တစ်ခုမှာပြည်တံကြာခံနေရဆဲပဲဖြစ်ပါတယ်။သူမရဲ့အကြောင်းကိုလည်း Hulu Now ကနေ The Draw အမည်နဲ့ mini series တစ်ခုအဖြစ်ရိုက်ကူးခဲ့ပါသေးတယ်။နံပါတ်3 Anthony Kenneth ဒီလူကတော့ Sorry တော်ဝင်မိသားစုဝင်တအူးအဖြစ်ဟန်ဆောင်ခဲ့တဲ့လူပါ။ ူ့ရဲ့နာမည်ကတော့အန်တိုနီဂင်နက်လို့ခေါ်ပြီးသူဟာနှစ်ပေါင်း30ကျောင်း sorry မင်းသားတစ်ပါးဖြစ်တဲ့ Khalid R. Saw အဖြစ်ဟန်ဆောင်ခဲ့ပါတယ်။သူဟာကိုရန်တော်တွေဇိုင်းခံကားတွေနဲ့ဈေးကြီးတဲ့လက်ဝတ်တန်စာတွေကိုဝတ်ဆင်ပြီးတော့လူချမ်းသာတအုပ်အဖြစ်ဟန်ဆောင်ခဲ့ပါတယ်။သူဟာယင်းနှမြုံနံမှုကုမ္ပဏီအတူတကူဖြစ်တဲ့ Modern Williams International ကိုတည်ထောင်ခဲ့ပြီး Sorry Aran ကိုတွင် share တစ်ခု၊ချက်လျင်လောင်စာစီရောင်းဝယ်မှု၊ကာစီနိုနဲ့အခြားအရာများကဲ့သို့ အလွန်အကျိုးမြတ်များတဲ့တော်ဝင်မိသားစုအတွက်တည်တံ့စီးပွားရေးသဘောတူညီချက်များကိုရယူနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲသူဟာရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင်ပြီးတော့သူနဲ့တော်ဝင်ဆက်ဆံရေးကိုတိုးမြင့်ရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပတ်စံပေးဆောင်မှုရင်းနှီးမြှုပ်နှံသူတွေကိုဖြားယောင်းခဲ့ပါတယ်အဲ့ဒီကရတဲ့ငွေတွေနဲ့ပဲကိုပိုင်လေရင်နေဈေးကြီးတဲ့ဆိုင်အိမ်တွေနဲ့သူ့ရဲ့တန်မိုးကြီးအဝတ်စားတွေပေါ်မှာပဲပြန်လည်သုံးချခဲ့ပါတယ်တကယ်တမ်းမှာတော့သူဟာကိုလံဘီယာနိုင်ငံကမိဘမဲ့ကလေးငယ်တဦးသာဖြစ်ပြီးတော့ ူတော်ဝင်မင်းသားဟန်ဆောင်နေသည်မြလူတွေကိုလိန်လယ်နိုင်ပြီးတော့သူ့လိုချင်တာကိုရယူနိုင်လိမ့်မယ်လို့တွေးခဲ့တာကြောင့်သူ့ရဲ့လိန်စင်တွေကိုစတင်ခဲ့တာဖြစ်ပါတယ်သူရဲ့နောက်ဆုံးအဆုံးသက်ကတော့အချက်လက်တူတွေနဲ့မိုင်ယာမီကဇိန်ခန်အိမ်ကြီးကိုဝယ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။အဲ့ဒီမှာပဲတစုံတစ်ယောက်ဟာမင်းသားကဘာသာရေးကိန်းဆိုင်တဲ့မူဆလင်တယောက်ဖြစ်ပေမဲ့ဝါသားစားနေတာကိုတွေ့ရှိတာကြောင့်အဖြစ်မှန်ကိုစုံစမ်းရင်းလိန်လယ်မှုကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။နောက်ဆက်ကွန်ကူးနဲ့မှာတော့သူ့ကိုဖမ်းဆီးနိုင်ခဲ့ပြီးသူ့ရဲ့လိန်လယ်မှုတွေအတွက် ထောင်ဒဏ်၁၈နှစ်ခန့်ကြာခံစေခဲ့ပါတယ်။သူ့ရဲ့ဘဝတစ်ချောင်းလုံးမှာဒေါ်လာ၈သန်းခန့်လိမ်လည်ခဲ့တယ်လို့လည်းသိရပါတယ်။နံပါတ်၄လူးဖာမန်